ခုတင်ပြမယ့်သင်ခန်းစာကတော့ကျွန်တော်ဒီမှာဒီက grammar သင်ခန်းစာပေါ့နော်ဒီကစကားပြောဒီက grammar စကားပြောပတ်တန်လေးပေါ့နော်စကားပြောပတ်တန်လေးဒီလိုမျိုးလေးကိုကမိမိတည်ထားရဲဆိုလို့ရှိရင်ကိုကမိတည်ထားတဲ့ကြိယာတွေကိုထည့်သုံးအများကြီးထည့်သုံးလို့ရတယ်ပေါ့နော်အများကြီးဝါကျတွေကိုဖွဲ့လို့ရတယ်ဒီမှာဆိုလို့ရှိရင်သူကဘလို့ကွက်လက်ကြရင်ကောင်းမလဲအဲ့ကွက်လက်မှာကြိယာထည့်ရမှာနော်ကြိယာဆိုတာဥမာပြုမှုဆောင်ရွက်တာလေးတွေကိုဒီကပြုလုပ်တာပြုမှုဆောင်ရွက်တာတွေကို ဒီကပြပေးတာကိုကိရိယာလို့ခေါ်တာပေါ့နော်ကိရိယာဆိုတာနေတူမှာပေါ့နေသည်ပြေးသည်သွားသည်လာသည်စားသည်တောက်သည်အဲလိုမျိုးကိရိယာတွေပေါ့နော်အဲ့ဘလို့ကွက်လက်ကြရင်ကောင်းမလဲအဲ့ကွက်လက်နေရာမှာမမီတီရဲ့ကိရိယာတွေကိုထည့်သုံးလို့ရှိရင်ဟောကြားဒီလိုဥမာပေါ့ဒီမှာဆိုလို့ရှိရင်မာဘလို့လောက်ကြရင်ကောင်းမလဲဆိုရင်ဒီမှာဆိုလို့ရှိရင်ခုနပြောတာဒီကသူ့ရဲ့ပတ်တန်တိုင်းဆိုလို့ရှိရင်ကြလာမယ်ကြလာမယ်ကြလာပြီးတော့မှကိရိယာလာမယ်ကိရိယာလာပြီးရင်ရငိုင်းကန်ဒီအဲ့တော့ ဥမာပေါ့ဒီမှာဆိုလို့ရှိရင်ဥမာစာကြောင်းလေးနဲ့ကြည့်မယ်ငါတို့ဘယ်လိုလောက်ကြရင်ကောင်းမလဲငါတို့ဘယ်လိုလောက်ကြရင်ကောင်းမလဲဆိုတော့ကိုကဒီမှာသူ့ရရတာဘယ်လိုကွက်လက်ကြရင်ကောင်းမလဲအဲ့ကွက်လက်နေရာမှာဒီကိရိယာကိုထည့်ရမှာเนาะကိရိယာကဒီမှာဆိုရင်ဘယ်လိုလောက်ကြရင်ကောင်းမလဲဆိုရင်လောက်တာပြုတ်လောက်တာလောက်တာကြတော့ထမ်းပေါ့เนาะထမ်းအဲ့တော့ဘယ်လိုပြောရမလဲဆိုရင်ဒီမှာကြလာမယ်ကြအောင်ရင်ပြောမယ်ပြီးရင်ကိရိယာကိရိယာလာမယ်ဆိုတော့ထမ်းကြထမ်း ပင်ရငိုင်ကန်ဒီတက်ထမ်းရငိုင်ကန်ဒီတက်ထမ်းရငိုင်ကန်ဒီငါတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲဒီမှာငါတို့ကတော့ရောင်းပေါ့နော်ရောအောင်ရောင်းဒါမဲ့လစကားပြောမှကြတော့လအတန်ပဲပြောကြပါဘောနော်လောင်းတက်ထမ်းရငိုင်ကန်ဒီငါတို့ယောက်ျားလေးကပြောရင်ငါတို့ဝန်ကြီးထပ်ပြောရင်ဟိုဟာကျမတို့ယောက်ျားလေးပြောရင်ကျွန်တော်တို့အဲ့လိုမျိုးရရပါဘောနော်ရောင်း အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အသုံးပုံစံကျလာမယ်ကျလာပြီးရင်ကိရိယာလာမယ်ကိရိယာလာပြီးရင်မှရငိုင်ကန်းဒီအဲ့တော့ဒီမှာငါတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုလို့ရှိရင်ကိရိယာနေရာမှာထမ်းเนาะပြုလုပ်လုပ်တာအဲ့တော့ကျထမ်းရငိုင်ကန်းဒီငါတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲဒီမှာဆိုရင်ငါတို့ဘယ်လိုသွားကြရင်ကောင်းမလဲငါတို့ဘယ်လိုသွားကြရင်ကောင်းမလဲခုနပြောရတဲ့အတိုင်းငါတို့ငါတို့ကကြတော့ around เนาะ raw around လောင်းပါเนาะပြီးပြီဆိုလို့ရှင်ကြာလာမယ်ပြီးပြီဆိုရင်ကိရိယာလာမယ်ကိရိယာငါတို့ဘယ်လိုသွားကြရင်ဆိုတော့သွားတာပေါ့เนาะသွားတာကိရိယာဆိုတော့သွားတာပိုင်းလိုက်တော့ချက်ပိုင်းပြီးရင်အနောက်ကရငိုင်ကန်းဒီကိုလိုက်မယ်လိုက်တော့လောင်းချက်ပိုင်းရငိုင်ကန်းဒီလောင်းချက်ပိုင်းရငိုင်ကန်းဒီငါတို့ဘယ်လိုသွားကြရင်ကောင်းမလဲအဲ့နေရာမှာဒီကိရိယာထည့်ရမယ့်နေရာမှာဒီကိရိယာထည့်ရမယ့်နေရာမှာမိမိ ဒီဟာမိမိတိရဲ့ကိရိယာတွေကိုအများကြီးစားထုတ်ပြောလို့ရတာပေါ့နော်ဥမာပေါ့ငါတို့ဘယ်လိုစားကြရင်ကောင်းမလဲဟိုကစားတော့ဆိုင်ဟိုကတွားရင်လည်းပဲတိတငယ်ချင်းတွေပဲတွားပြီးပြင်ငါတို့ဘယ်လိုစားကြရင်ကောင်းမလဲဒီလိုမျိုးပြောကျင်နေဆိုရင်ခုနပြောထားတဲ့အတိုင်းကိရိယာနေရာမှာစားတာကိုစားထုတ်လိုက်ရုံပဲစားတာကောအီနော်ကင်းဆိုတာစားတာအဲ့တော့ချက်ကင်းရငိုင်းကန်ဒီ တကယ်ညငိုင်ကန်ဒီငါတို့ဘလို့စားကြရင်ကောင်းမလဲငါတို့ဘလို့လာကြရင်ကောင်းမလဲငါတို့ဘလို့လာကြရင်ကောင်းမလဲဆိုရင်လာတာမောအာမာကရိယာမာလာတာဗောနော်လာသည်အဲ့တော့အရှိယကြပြောမယ်ကြပြီးရင်မာကျမယငိုင်ကန်ဒီကျမယငိုင်ကန်ဒီငါတို့ဘလို့လာကြရင်ကောင်းမလဲအဲ့လိုမျိုးပါနော်ဒီကမိမိတည်ထားတဲ့ကိရိယာတွေကို ID ကိရိယာနေရာမှာအစားထိုးပြီးတော့ဟိုကြတွေအများကြီးဖွဲ့လို့ရတယ်ဗောနော်